ဘာကြောင့်များဆွစ်ဇာလန်နိုင်ငံမှာဘီလီယံနာတွေအများကြီးရှိနေရတာလဲဆွစ်ဇာလန်နိုင်ငံကကမ္ဘာပေါ်မှာလူဦးရေနဲ့အချို့ချကြည့်မယ်ဆိုရင်တော့ဘီလီယံနာအပေါင်းဆုံးနိုင်ငံမှာရှင်ဘာကြောင့်များတလောက်တောင်ဘီလီယံနာတွေများနေရတယ်လဲဆိုတော့ဒီအပိုင်းလေးမှာဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ပါနော် ဆွစ်ဇာလန်နိုင်ငံဆိုတာကဥရောပလက်ပိုင်းမှာရှိပြီးတော့တောင်ထဲနေနေအေးမြတဲ့နိုင်ငံတစ်ခုဖြစ်တယ်လို့ပင်လယ်ချွတ်ပေါက်လည်းလုံးဝမရှိတဲ့ကုန်းတွင်းပိတ်နိုင်ငံတစ်ခုပါရှင်ဆွစ်ဇာလန်ကတက်ထွတ်တွင်းထက်တည်းရှိတာတော့ရှိပေမဲ့ကမ္ဘာအဆင့်ထွက်လုံနိုင်တဲ့နိုင်ငံလည်းမဟုတ်ပြန်ပါဘူးဒါနဲ့များဆွစ်ဇာလန်မှာတန်းထောင်ကြီးချမ်းသာတဲ့ဘီလီယံနာတွေဘာကြောင့်ဒီလောက်ပေါ်များရတယ်လဲဆိုတော့ပြည်သက်ကြီးတို့သိကျင်ကြမှာပါပဲဆွစ်ဇာလန်ကဘလောက်တောင်လူချမ်းသာတွေပေါ်လဲဆိုတာကိုအရင်ပြောပြပါမယ်နော်ဆွစ်ဇာလန်ရဲ့လူကြီးကတကယ်တော့8.8%ပဲရှိပါတယ်လူကြီးနေတဲ့နိုင်ငံမှာရှင်ဒါပေမဲ့ဘီလီယံနာလို့ခေါ် ါ်တဲ့ဒေါ်လာတန်တထောင်နဲ့အထက်ချမ်းသာတဲ့သူတွေကတော့130တောင်ရှိပါတယ်။သူတို့ရဲ့စုစုပေါင်းကြေဝါမှုကလည်းဘီလီယံလား330ရှိပါတယ်။မီလီယံလားလို့ခေါ်တဲ့တန်နဲ့ချီချမ်းသာတဲ့လူတွေကဆိုရင်လည်းအများကြီးပါပဲ 2020ခုနှစ်ကစီးရင်နေအရဆိုရင်တော့ဆွစ်ဇာလန်မှာကအမီလီယနာပေါင်း38,420ဦးရှိပါတယ်။ငါးနှစ်အကျော်မှထပ်တိုးလာတာတွေလည်းရှိအောင်ပါပါရှင်။အဲ့ဒါပြင်လူတဦးချင်းစီရဲ့ပိုင်ဆိုင်မှုပြန်များကလည်းဒေါ်လာ6သိန်းခွဲကျော်ပါတယ်။ဒါကကမ္ဘာနိုင်ငံကြီးတွေဖြစ်တဲ့အမေရိကန်ရဲ့ဒေါ်လာ5သိန်းခွဲနဲ့ချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်တဲ့ဟောင်ကောင်ကဒေါ်လာ5သိန်း3000ထက်ကိုပိုပြီးတော့များနေတာပါ။ ပြောရမယ်ဆိုရင်တော့ဆွစ်ဇလန်မှာဆင်းရဲတဲ့သူကတော်တော်ကြီးကိုနည်းပါတယ်။အကြောင်းရင်းတွေကိုလည်းဆွစ်ဇလန်ပညာရှင်တွေကပြောပြဖို့ဝန်မလေးကြပါဦးရှင်။ဆွစ်ဇလန်ရဲ့အခြေခံအကျဆုံးအကြောင်းရင်းကတော့နိုင်ငံရေးတည်ငြိမ်တာပါ။သူတို့နိုင်ငံကဂျာနီဝါဒကိုကင်ဆယ်ထားပြီးဘယ်ဘက်ကိုမှမလိုက်ဘဲကိုကျိုးစီးပွားကိုကိုလုံနေတဲ့နိုင်ငံတစ်ခုပါ။နိုင်ငံကြီးမှာဘာပြဿနာမှမရှိတာနှစ်ဆယ်ပေါင်းများလာပါပြီ။အဲ့ဒီလိုဖြစ်အောင်လည်း Federal Snit ခုနဲ့အာနာကိုဖြန့်ခွဲအုပ်ချုပ်ထားကြပါတယ်။နိုင်ငံရေးတည်ငြိမ်တာကြောင့်မူဝါဒတွေကအခုနေတမျိုးဖြစ်လိုက်တော့ကြတမျိုးဖြစ်လိုက်မဖြစ်နေတော့ပါဘူး။အဲ့ဒါပြင်နိုင်ငံသားတွေအကျိုးကိုပဲဘို ပြုပြီးမူဝါဒတွေကိုချမှတ်တာဆိုတော့အလုံးအကျိုးရှိကြတာပေါ့ရှင်။နောက်ထပ်ဆွစ်ဇာလန်တို့ချမ်းသာရခြင်းအကြောင်းတွေကိုထပ်ပြီးတော့မပြောသေးခင်မှာအခုလိုစိတ်ဝင်စားဖွယ်ကောင်းတဲ့အကြောင်းအရာတွေကိုအမြဲကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျမတို့ Interest Knowledge Page လေးကို Like and Follow လေးလွတ်ထားပေးဖို့တော့အရင်ဆုံးတောင်းဆိုချင်ပါတယ်။အကောင်းဆုံးတွေကိုပဲရွေးချယ်ပြီးတော့တင်ဆက်ပေးသွားမှာပါရှင်။ ဆွစ်ဇာလန်အကြောင်းဆက်ရမယ်ဆိုရင်တော့သူတို့အတွက်နောက်ထပ်အရေးကြီးတဲ့အရာကတော့ပညာရေးပါရှင်။ဆွစ်ဇာလန်ပညာရေးကအရန်ကိုကောင်းတာကြောင့်လူတွေရဲ့အသိဉာဏ်ရည်ချင်းကလည်းတော်တော်လေးကိုမြင့်မားပါဗျ။စိတ်သဘောထားကလည်းပြည့်ကြပါဗျ။အဲ့ဒါအပြင်ကောမှတခြားနိုင်ငံတွေရဲ့ပညာရေးတွေမှာထက်တင်ကြားပေးလိမ့်မရှိတဲ့ငွေကြေးနဲ့ဘာသာရေးဆိုင်ရာပညာတွေကိုလည်းတင်ကြားပေးတာကြောင့်ဆွစ်ဇာလန်နိုင်ငံသားတွေကငွေကြေးရဲ့သဘောတရားကိုကောင်းကောင်းနားလည်ကြပါဗျ။ ဒါကနောက်ပိုင်းမှာအရေးကြီးလာမှာပါနောက်ထပ်အရေးကြီးတဲ့အချက်ကတော့ဆွစ်ဇာလန်မှာလူချမ်းသာတွေကောင်းစားရေးကိုဗဟုပြုထားတာမဟုတ်ပဲသူတို့မူဝါဒအများစုကတာမန်လူတွေတက်တောင့်တက်တာနေနိုင်စားနိုင်ပြီးအရေးသွေးပြည့်မီတဲ့ဘဝကိုရရှိနိုင်အောင်ရည်ရွယ်ထားတဲ့အတွက်အရန်မချမ်းသာတဲ့လူလဲလူတန်းစိတ်ကောင်းကောင်းနေနိုင်ပညာသင်နိုင်စေကူသားမှုခံယူနိုင်ကြပါတယ်ဈေးလဲဝင်ငွေနဲ့အချို့ကျကြည့်မယ်ဆိုရင်တော့ကြီးတဲ့ထဲမှာမပါပါဘူးဆွစ်ဇာလန်ရဲ့အ ਨੇ စုံလောက်ခလာစာနှုန်းကတနိုင်ငံလုံးစာတော့သတ်မှတ်ထားတာတော့မရှိပါဘူးသူတို့ကဖက်ဒရယ်နိုင်ငံဆိုတော့ပြည်နယ်တစ်ခုချင်းစီကသူတို့နှုန်း တွေကိုသူတို့လွတ်လွတ်လပ်လပ်သတ်မှတ်ထားပါတယ်။ဒါတောင်မှအနည်းဆုံးလောက်ခကတနိုင်ကို25ဒေါ်လာရှိပါတယ်။အမေရိကန်မှာတော့အနည်းဆုံးလောက်ခကတချို့နေရာတွေမှာဆိုရင်10ဒေါ်လာတောင်မပြည့်ပါဘူး။နောက်တစ်ချက်ကတော့အခွန်စနစ်ပါရှင်။ဆွစ်ဇာလန်ကဘန်နဲ့နာမည်ကျော်တာကြောင့်သူတို့ဘန်မှာကမ္ဘာအနှံ့ကလူတွေလာပြီးတော့အနှံထားကြအောင်ဝင်ငွေကနေထက်ဆင့်ရလာတဲ့ဝင်ငွေကိုအခွန်မကောက်ပါဘူး။ဝင်ငွေကနေထက်ဆင့်ရလာတဲ့ဝင်ငွေဆိုတာက share re store တွေဝင်ရောက်လုပ်တာဘန်တိုးရတာတွေစသဖြင့်ကိုဆိုလိုတာပါ။အဲ့ဒီအပေါ်မှာလုံးဝအခွန်မကောက်တဲ့အတွက်ဒ ီလိုလုပ်ငန်းတွေလုပ်ကျလူတွေလုပ်ငန်းကြီးတွေတရေတွေကဆွစ်ဇာလန်ကိုမျက်စိကျကြပါတယ်ဆွစ်ဇာလန်နိုင်ငံသားတွေကလည်းငွေကြေးအသိပညာမြင့်မားတာကြောင့်စတော့လုပ်ငန်း၊ရှယ်ယာလုပ်ငန်း၊ငွေကြေးဆိုင်ရာလုပ်ငန်းတွေလုပ်ရင်းနဲ့ဝင်ငွေတိုးပွားနေကြတာပေါ့ရှင်။သူတို့အခွန်ငွေတွေကလည်းတက်တောင့်တတရှိပါတယ်။ဒီလိုမျိုးအဖက်ဖက်ကနေနှစ်ကာလတွေအကြာကြီးပြင်ဆင်ထားတာကြောင့်ဆွစ်ဇာလန်နိုင်ငံသားတွေကအခုလိုချမ်းသာကြောဝအေးဆေးနေကြတာပေါ့ရှင်။ပိတ်တဲ့ကြီးတို့ရောဒီအပေါ်မှာဘယ်လိုမြင်ကြပါလဲအောက်ကကမမပြပြပြီးခဲ့ကြပါအောင်နော်အစုံနဲ့ကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများစီတင်ပါတယ်ရှင်